သေတော့မည်ဆိုလင်ရွာတွင် တောထွက်ဦးစင်းကြီးတပါရှိသည်ဦးစင်းကြီးရဲ့လူဘဝအမိမှာဦးခင်မောင်ဖြစ်ပြီးယဟန်ဝတ်သွားသည့်အခါတွင်ယဟန်ပွဲတော်ရှိတော်လဲဘယ်သူကားမှယဟန်ပွဲကိုမခေါ် ဖုန်ကြီးခင်ဟုသာခေါ်ကြသည်ဖုန်ကြီးခင်သည် စာတက်ပေတဲ့ယဟန်တပါတော့မဟုတ်ပေမဲ့ဝိပဿနာနဲ့တရားအကျင့်ကို အားထုတ်သည်လူဘဝကသူဇနီးသားနှင့်သမီးတို့သည်ဆက်လီမှောက်ပြီးသုံးဦးစလုံးတည်ဆုံသွားသည်ဖြစ်သောကြောင့်ပိုင်ဆိုင်သည်မြပစ္စည်းအလုံးကိုဆွန့်လွတ်ကာတောထွက်ပြီးယဟန်ဘဝနှင့် ကြင်ကြံအားထုတ်နေသည်လူသူဝေးရတော်တဲ့တွင်တပါးတဲ့ကြင်ကြံအားထုတ်နေရာခုနှစ်နှစ်ခန့်အကြာတွင်ရွာကား ဦးစင်းကြီးကိုလိုက်ပင်သည်ရွာចောင်းထိုင်ဖုံကြီးပြန်လွန်တော်မူသွားသဖြင့်ចောင်းထိုင်လိုအပ်နေသောကြောင့်ဖြစ်သည်ဖုံကြီးခင်သည်ရွာထဲကိုမလာခြင်းတော်လဲရွာသူရွာသားများကចောင်းမှန်သဖြင့်ចောင်းတွင်သတင်းသုံးသည်သို့တော့ဘာကိုမှအလှခံခြင်းမရှိမနဲ့တစ်ချိန်သာရွာထဲကိုစွန့်ငံကြွပြီးတရားထိုင်ခြင်းဖြင့်သာ အချိန်ကုန်လေးရှိသည် တနေ့တွင်ရွာတဲကချမ်းသာသောဦးတုတ်ကြီးဆိုသူသည်ဆရာတော်ထံရောက်လာသည်ဦးတုတ်ကြီးသည် အလွန်စိတ်ဆိုးဒေါသထွက်လွယ်သူဖြစ်သည်ယခုလည်းအိမ်ကမိန်းမနှင့်စိတ်ဆိုးစကားများပြီးဘုံကြီးကျောင်းထဲကိုရောက်လာသည်ကျောင်းဝင်းအတွင်ရှိမကြီးပင်ကြီးအောက်တွင်စင်းကြံရှောင်းနေသောဘုံကြီးခင်ကိုဦးတုတ်ကြီးကသွားဝတ်ပြုလိုက်သည်ဒကာကြီးဘယ်ကလာသလဲ တပည့်တော်အိမ်ကပဲလာတာပါဖေ။အင်းတင့်တော်တဲ့နေရာမှာနားနေပါတကားကြီး။အရှင်ဖေ။အရှင်ဖေကိုကြည့်လိုက်ရင်ငြိမ်းချမ်းပြီးတော့အပြစ်ကင်းလှပါတယ်ဖေ။စိတ်ဆိုးဒေါသထွက်တာလည်းမရှိဘူး။တပည့်တော်အရှင်ဖေကို အားကျလိုက်တာ။အရှင်ဖေကိုတပည့်တော်တစ်ခုလောက်မေးလျှောက်ပြရစီဖေ။ဘာများလဲတကားကြီး။အရှင်ဖေမှာဘာလှည့်ဝတ်ချက်တွေများရှိပါသလဲဖေ။ ဦးစင်းမှာပါလှစ်ဝက်ချက်မှမရှိပါဘူးအရှင်ဘုရားဟာအလိုဆန္ဒလည်းမရှိအလှူခံခြင်းလည်းမရှိရှိရာလေးနဲ့ရောက်ရဲတင်းတိမ်ပြီးကြင့်ကြံအားထုတ်နိုင်တာအကြောင်းတစ်ခုခုတော့ရှိပါလိမ့်မယ်ဘာမှမရှိပါဘူးတကာကြီးတပည့်တော်မှာတော့လောဘဒေါသတွေညာလွန်းလှပါတယ်ဖေဟာဒါကြောင့်လဲစိတ်ချမ်းသာမှုလိုချင်လို့ဘုန်းကြီးเจ้าကိုထွက်လာတာပါတပည့်တော်ကို စိတ်ချမ်းသာစေနိုင်တဲ့လှစ်ဝတ်ချက်တစ်ခုခုကိုမိန့်တော်မူပါဗျာ။ဒကာကြီးကစိတ်ချမ်းသာကြနာလား။တင်မဗျာ။ဒါဆိုရင်လဲကျင့်ပေါ့။တပည့်တော်မှာအချိန်မရပါဘူးဗျာ။အော်ဒါဆိုဥစဉ်တိထားတဲ့လှစ်ဝတ်ချက်တစ်ခုတော့ပြောလိုက်မယ်။တင်မဗျာ။ဒကာကြီးကနောက်တစ်ပတ်ပဲနေရတော့မယ်။ ။ဘာကိုပြောရလဲဖေ။တကားကြီးတပတ်ပဲအသက်ရှင်စရာအကြောင်းရှိတယ်။ဦးစင်းတွေ့တာဦးစင်းပြောတာ။ယုံနာမယုံနာကတော့တကားကြီးအပိုင်းပဲ။မဖြစ်နိုင်တာပဲဖေ။တပည့်တော်ကြမ်းပါပါတယ်။ဘုန်းကြီးခင်ကဘာမှမပြောတော့ပဲဦးတုတ်ကြီးအနာမှထွက်သွားတော့သည်။ဦးတုတ်ကြီးလဲတယောက်ထဲငိုင်ပြီးကြံခဲ့ရာမှတတိယပြီး ကျောင်းဝင်းထဲကထွက်ခါအိမ်ကိုပြန်ခဲ့သည်သူ့နားထဲတွင်ဘုံကြီးခင်ပြောသည့်စကားတွေကိုသာကြားနေမိသည်ငါသေးတော့မှာလားတလန်းလုံးသူ့ကိုယ်သူမေးလာသည် သူ့အိမ်ထဲဝင်လိုက်ချိန်တွင်ဇနီးဖြစ်သူကကိုတုတ်ကြီးဘယ်ရီလျှောက်အလီလိုက်နေတာလဲဒီမှာစဘာပေးသမားတွေစဘာလာအပ်တာရှင့်ကိုစောင့်နေရတယ်လေခါတိုင်းဆိုရင် သူ့မိန်းမကို အော်လိုက်မိပေမည်။ယခုတော့အေးကွာလာကြအရိတ်သေးကိုလာကြရင်းနှွေးချမ်းများတော့အောင်ဟုဧည့်သည်တွေကိုပြောလိုက်သဖြင့်သူ့မိန်းမကအံ့အားတင်သွားသည်။ထိုနေ့ကစပြီးဥတုတ်ကြီးသည်အပြောအဆိုပြောင်းလာသည်။အနေအထိုင်တွေအမှုအရာတွေပါပြောင်းလဲတိမ်မွေသွားသည်။သူ့စိတ်ထဲတွင်ငါသေးတော့မယ်ငါသေးတော့မယ်ဟုတွေးလေပို့ပြီးဝမ်းနေလေဖြစ်ခါ မသေးခင်လေးအားလုံးနဲ့တင့်မြတ်အောင်နေမဖြစ်မဲဟု တွေးနေလေသည်သူကသားတွေသမီးတွေကိုခေါ်သည်လယ်တွေယာတွေကို မျှဝေလောက်ကင်ကြရန်ခွဲဝေပေးသည်မိမကိုခေါ်သည် သူပိုင်ဆိုင်သောပစ္စည်းတွေကိုပြသည်အားလုံးကို တာဝန်တွေခွဲကာလွှတ်ချလိုက်ချိန်တွင် စိတ်แท้ပေါ့ကငြိမ်ချမ်းသွားသည်တပတ်ပြည်ပြီသူမနဲ့အစောကြီး ဲ့ရကထားလိုက်သည်သူ့ရင်ဘက်ကို သူဖိကြည့်သည်ငါနှလုံးခုန်နေသေးပါလားသူကအဲ့ရကထားလိုက်ပြီးမျက်နှာတက်သည် ထို့နောက်ဘုံကြီးเจ้าကိုတယောက်ထဲထွက်ခဲ့သည်ဘုံကြီးခင်ကတပါတဲ့เจ้าဝင်းအတွင်တပြည့်စည်းလဲနေသည်အရှင်ဖုရားဥတုတ်ကြီးကဝှက်ပြုတ်လိုက်ပြီးအရှင်ဖုရားလွန်ခဲ့တဲ့တပတ်က တပည့်တော်တပတ်နေသေမဲလို့ပြောခဲ့တာမှတ်မိသေးလားဗျာမှတ်မိပါတယ်တကားကြီးတပည့်တော်အခုမသေးဘူးလေဗျာတပည့်တော်မှာတော့သေမဲထင်ပြီးပြင်ဆင်လိုက်ရတာဘာတွေပြင်ဆင်တယ်လဲတကားကြီးခွဲတဲ့နာတွေခွဲဝေမှားတဲ့နာတွေမှားပေါ့ဗျာအဲ့ဒီတပတ်အတွင်းမှာတကားကြီးကောင်းနာတွေလောက်သလားမကောင်းနာတွေလောက်သလားတပည့်တော်သေမဲထင်ပြီး ကောင်းတာတွေပဲစ조사လှုပ်ဆောင်ခဲ့ပါလေဖေ။အဲ့ဒီလိုကောင်းတာတွေစ조사လှုပ်ကင်တာစိတ်ထဲမှာဘလို့ဖြစ်သွားလဲ။ပော့သွားပါလေဖေ။လောဘဒေါသ మో ဟမာမာနာတွေအရင်ကလိုဖြစ်လာသေးလား။မဖြစ်လာတော့ပါပဲဖေ။အဲ့ဒါဦးစင်းရဲ့လှုပ်ဝက်ချက်ပဲတကာကြီး။တကာကြီးကိုသေမဲလို့ပြောသလိုဦးစင်းလဲတပတ်အတွင်းမဟုတ်ဘူး။အခုမင်းနဲ့ပိုင်အတွင်း စက္ကန့်ပိုင်းအတွင်းမှာတဲ့ခောက်ခနဲလဲကြသေးသွားနိုင်တာပဲမသေးခင်အချိန်ကာလလေးအတွင်းမှာစိတ်ကိုပြင်ဆင်လောကကိုအကောင်းဘက်ကရှုမြင်လှုပ်ရှားရှိတာလှုပ်အားထုတ်ရှားရှိတာအားထုတ်စွန့်တင်နာကိုစွန့်ပယ်တင်နာကိုပယ်နိုင်ခဲ့ရင် အလိုလိုငြိမ်းချမ်းသွားတာပဲတခါကြီးသေခြင်းတရားဆိုတာဘယ်တော့လဲလို့ပြောမရဘူးအချိန်တိုင်းပဲဖြစ်နိုင်တယ်ငြိမ်းချမ်းခြင်းရင်ငါသေတော့မှာပါလားလို့သာ ဆင်ခြင်ကြည့်လိုက်ပါရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။ အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွတ်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်စ်ကို AC Studio မှဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။